ကျမတို့မူကြပါစခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ကျွန်တော်29ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော် live မှာဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မောအုပ်စုကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စကိုင်းတိုင်းစာလင်ချင်းမြို့နယ်အတွင်းမှာရှိတဲ့ချင်းတွင်းမြစ်ကြောင်းတိုင်ဆန်တက်လာတဲ့စစ်သည်မောအုပ်စုကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းချင်းတွင်းဒိုင်နမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်းကြီးခေါင်းဆောင်ကိုဘိုက်ကပြောဆိုပါတယ်။ဇွန်လ28ရက်နေ့မွန်လယ်2နာရီခန့်မှာစာလင်ချင်းမြို့နယ်အတွင်းမှာရှိတဲ့ချင်းတွင်းမြစ်ကြောင်းတိုင်ဆန်တက်လာတဲ့စစ်သည်မောအုပ်စုကိုတော်လန်ရေးတပ်ဖွဲ့များက300ခွဲပြီးချင်းတွင်းဒိုင်နမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်းကြီးနဲ့အတူ မဟာမိတ်ညီနောင်များကရှေ့ထွက်မိုင်းများလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီများအထိနာပြီးစစ်သည်မောပေါ်မှပြစ်ကူပေးတိုက်ခိုက်ကချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်သွားကြောင်းရင်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးကြောင်းသိရှိရပါတယ်။ဒီကောင်တွေက29ရက်နေ့ညနေမှာချင်းတွင်းတပ်သားရှင်ဖြူရှင်တပ်သားမှအိတ်တာ ဧရာဝတီကနေတက်လာတဲ့အကောင့်တွေဖလက်6စီစစ်သင်းမောအကြီးက2စီအသေးက3စီတိုက်ပွဲကတော့စာလင်းကြီးတနေရာမှာတိုက်ခိုက်တာပါနှစ်နာရီထူးလောက်မှစတိုက်ခိုက်တာပါတိုက်ပွဲဖြစ်ပွားချိန်ကတော့တနာရီလောက်ကြာမယ်အစည်းကြီးကလည်းများတာဆိုတော့ရှင်ပြူရှင်တံတားမှာအေပီမနဲ့6နာရီလောက်မှအထက်ကိုစံတက်လာတာစံလာတော့ပါရာမိုတာ2စီးနဲ့တက်လာပြီးတရက်ကိုင်းဘက်ကိုနှလုံးချသွားတယ်ပြည်သူလေးဦးသိဆုံးတယ်ဖလက်တစည်းကလည်းမိခိုးတွေကိုမဲသွားတာ ပွိုင်းမိသွားတာတော့ရှစ်ထွက်တို့ဖူးထွက်တို့နဲ့ပြစ်တာဆိုတော့ရေချောင်းဆိုတော့စစ်ခွေးတီစီးရင်ကတော့ရှိနိုင်တယ်မဟာမိတ်အဖွဲ့တွေကအများကြီးနဲ့တိုက်ခိုက်ခဲ့တာပါလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်းကြီးကောင်းဆောင်ကိုဘိုက်ကပြောဆိုပါတယ်အစိုးရတိုက်ခိုက်မှုကိုမဟာမိတ်ညီနောင်အဖွဲ့အစည်းများဖြစ်တဲ့ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်းကြီးတောင်ပန်နီအထူးပြောက်ကြားတပ်ဖွဲ့စလင်းကြီး Five Fighter Group လို့ကဲ PDF မုံရောဆိုလိုအောင်ကြီးစလင်းကြီးရင်းမပင်ခရိုင်ဘျူဟာအမှတ်48တရင်3တက်ခွဲ3 Defender of our motherland special guerrilla force မုံရတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးအထီးအကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျင်းတွင် dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်းကြီးအနေနဲ့ဆက်လက်ပြီးတိုက်ပွဲများဖော်ဆောင်နိုင်ဖို့အတွက်ပြည်တွင်းပြည်ပမှထောက်ပို့အဖွဲ့အစည်းများအနေနဲ့လည်းကြီးတထောင်ဖို့ဖြစ်စေပါဝင်ထောက်ပို့ပေးကြပါရန်မြစ်တာရက်ခံပါကြောင်းကိုဘိုက်ကဆက်လက်ပြောဆိုပါရခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ တီတော့ဒေတာမှာစစ်ဘေးရှောင်တွေမြင်းနေရပြန်ရယူလိုပါကဆက်သွယ်နိုင်တယ်လို့ KNU တမဟာလီကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်မျိုးသားအစည်းအရုံး KNU ဗိတ်တဝဲခရင်တမဟာလီကမကြာသေးခင်ကတင်ပိုက်ထားတဲ့တီတော့ဒေတာမှာဒေတာခန့်စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့မြင်းနေရပြန်ရယူလိုပါကဆက်သွယ်နိုင်တယ်လို့ KNU တမဟာလီဗိတ်တဝဲခရင်ကဇော်လ28ရက်နေ့နေစွဲနဲ့ထုတ်ပြန်ပါတယ်။တီတော့စစ်တပ်စခန်းကို2025ခုနှစ်ဧပြီလ19ရက်နေ့မှာ KNL ဥဆောင်တဲ့ပူပေါင်းတပ်ကအပြီးသိမ့်ပိုက်ခဲ့ပြီးဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်1998ကာလကလေးကစစ်ရှောင်းနေကြားရတဲ့ဒေသခံပြည်သူတွေအနေနဲ့မိမိတို့ရဲ့မြေတွေပြန်ရယူလိုပါက KNU တပ်မဟာလေးတဝဲခရိုင်ကိုအကြောင်းကြားနိုင်တယ်လို့တဝဲခရိုင်ပြောရေးဆိုခွင့်ရှိသူပရိုဆိုအင်နာကပြောပါတယ်အခုလုံးလုံးဆယ်ကျွန်တော်တို့ပြန်သိမ်းယူနိုက်တဲ့အချိန်မှာအထူးသဖြင့်အရင်ကနေထိုင်နေတဲ့လူတွေသူတို့ပြန်လာခြင်းရင်ပြန်လာလို့ရတယ်။ KNU ခရိုင်ရုံးစီမှာလာအကြောင်းကြားလို့ရတယ်။ ကျွန်တော်တို့ကအဲ့ဒီသူတို့မျိုးကိုပြန်ကြည့်ပြီးတော့ရှိမဲဆိုရင်ကျွန်တော်တို့ကပြန်သတ်မှတ်ပေးလို့ရတယ်တချိန်တည်းမှာအခုလောလောဆယ်မှာအပြင်ကဝင်လာတဲ့သူတွေကလည်းကျွန်တော်တို့ကမောင်းမထုတ်ဘူးသူတို့အတွက်လည်းတင့်တော်တဲ့နေရာကိုကြည့်ပေးပြီးတော့ကျွန်တော်တို့ကတခုခုတော့အပြေရှားပြီးစဉ်းစားပေးရမယ်လို့ပရိုဆောအေနာကပြောပါတယ်တိထခေါ်မေတမီထဒေတာအရင်က KNU တဝဲခရိုင်ရဲ့ဌာနချုပ်ဖြစ်ပြီး1998ခုနှစ်မှာစစ်တပ်ကထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့အတွက်စွန့်လွတ်ခဲ့ရတာလို့သိရှိရပါတယ် မေတ္တမီထကအရင်ကအထက်တန်းကြောင်ရှိတယ်စီးရုံစီကန့်တွေရှိတယ် KNU ရဲ့တော်လှန်ရေးမိသားစုတွေရှိတယ်အဲ့ဒီအချိန်မှာတချို့ကထိုင်းတချို့ကဒုက္ခသင်စခန်းကိုရောက်တယ်တချို့ကတခြားနေရာပြည်တွင်းတဲမှာရောက်တယ်ပြီးတော့နောက်ပိုင်းမှာတချို့ကတတိယနိုင်ငံရောက်သွားတာလည်းရှိတယ်လို့ပရိုဆိုအနာကဆက်ပြောပါတယ်2012ခုနှစ်မှာ KNU ကဥသိမ်းစိန်အစိုးရနဲ့အပြစ်ခတ်ရစေးရေးလုပ်နေစမှာတီတာမှနေထိုင်သူတွေပြန်လာဖို့ကြိုးပမ်းခဲ့ကြပေမဲ့စစ်တပ်ရဲ့ viewer စကန်ရှိနေတဲ့အတွက်ပြန်လာမနေရကြပါဘူး ။ဒါအပြင်မူလမြေပိုင်ရှင်တွေစစ်ပေးရှောင်နေရခြင်း၊ကြားမှလာနေသူတွေလည်းရှိတယ်လို့သိရှိရပါတယ်။အရင်ကထွက်ပြေးတဲ့အချိန်မှာအပြင်ကလူတွေဝင်လာတာရှိတယ်။ဝင်လာတဲ့အတွက်ကြောင့်သူများမျိုးကိုလာနေတဲ့အတွက်ကြောင့်ပြန်လာနေဖို့အခက်အခဲဖြစ်တယ်လို့ Professor Anna က2012ကအခြေအနေကိုရှင်းပြပါတယ်။ဒိုစင်က KNU ဘက်ကညှိနှိုင်းပေးခဲ့ပေမဲ့စစ်တပ်ဘက်ကဟန်တားခဲ့တဲ့အတွက်အခက်အခဲဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ KNU တင်းကျုပ်ထားတဲ့နေမြေအတွင်းမှာရှိတဲ့မြေယာပြဿနာတွေဖြေရှင်းတဲ့အခါမှာ ညီတို့ညီမတရားမျှတစွာဆောင်ရွက်ပေးမယ်လို့လဲ KNU တက်မဟာလေးကအတည်ပြုပါတယ်။ဒါပေမဲ့စစ်အာဏာရှင်တွေနဲ့ပူးပေါင်းပြီးတတိယတွေကုမ္ပဏီတွေကရွာသူရွာသားတွေရဲ့မြေကိုလိုက်လံသိမ်းယူမှုတွေအပေါ်အတိအမှတ်ပြုမှာမဟုတ်ဘူးလို့လဲ KNU တက်မဟာလေးတာဝန်ရှိသူကပြောဆိုပါတယ်။အခြားအပြင်လူကလည်းဒေသခံနေရာကိုဝင်လာပြီးတော့သူတို့မြေကိုတရားမျှတမှုမရှိဘဲယူသွားရင်လဲကျွန်တော်တို့ကလက်မခံဘူးလို့ဖရူစောအန်နာကဆိုပါတယ်။ နေမည်အတွင်းမြေယာပြဿနာများနဲ့ပတ်သက်ပြီးမူလပိုင်ရှင်ကိုဦးစားပေးမှဖြစ်ကအပြင်ကဝင်လာသူတွေကိုလည်းကောင်းမွန်တဲ့အဖြစ်ဖြစ်စေဖို့စီစဉ်ပြီးပြန်လည်နေရာချတာပေးဖို့ရှိတယ်လို့ KNU ရဲ့သဘောထားကိုဖရိုဆော့အန်နာကပြောပါတယ်။ KNL တက်မဟာလေ KNDO PDF နဲ့တော်လိုင်းရေးပူးပေါင်းတက်တွေကဧပြီလ19ရက်နေ့မှာတိထစစ်တက်ပြောမေလ9ရက်နေ့မှာတိခိနေဆက်စစ်စခန်းဇွန်လ10ရက်နေ့မှာဘော်ဒီနေဆက်စစ်စခန်းတွေကိုတင်ပိုက်က တီထနေမိတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ Van က UFC Flyweight တန်းအဆင့်1ကိုအနိုင်ယူဒီနိုင်ပွဲကြောင့် UFC Champion ကပတ်စိန်ခေါ်ခွင့်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ UFC 317ပြိုင်ပွဲမှာမြန်မာပြည်ပွားချင်းဖိုက်တာ Joshua Van က Flyweight တန်းမှာကပတ်အဆင့်1ရှိတဲ့ Brandon Rivera ကိုအနိုင်ယူလိုက်ပါတယ်မြန်မာအချိန်စွန်လ29ရက်မနက် အမေရိကန်စံတော်ချိန်စွန်လ28ရက်ညမှာရှင်းပြန်ခဲ့တဲ့ UFC 317ရဲ့အဓိကပွဲစဉ်တစ်ခုဖြစ်တဲ့ Joshua Van နဲ့ Brandon Rivera တို့ပွဲစဉ်ဟာလက်သီးတွေကိုအဓိကအသုံးပြုအပြင်းထန်ရှင်းပြန်ထိုးသက်ကြပြီးနှစ်ဦးစလုံးလည်းမျက်နှာတွေမှာဒဏ်ရာတွေကိုစီရကြပါတယ်ပထမအချီမှာ Van ကအသာစီးထိုးသက်နိုင်ခဲ့ပေမဲ့ဒုတိယအချီမှာ Rivera ကလက်သီးချက်ကစ်ပေါင်းစင်ကန်ချက်တွေနဲ့အပြန်အလှန်ဖြစ်ခဲ့ပါတယ်နောက်ဆုံးအချီဖြစ်တဲ့တတိယအချီမှာအပြင်းထန်ဆုံးဖြစ်ပြီး ်ဗန်ရဲ့ပညာလက်သီးတွေကြောင့် rival အတိနာခဲ့ပါတယ်နောက်ဆုံးအချိန်မှာဗန်ရဲ့တိကျပြီးပြင်းထန်တဲ့ထိုးချက်တွေ rival မျက်နှာကိုထိပြီးကျန်းကင်းမှာလက်ချသွားခဲ့ပါတယ်ဗန်ကလည်းကျန်းကင်းဘော်ကပြိုင်ဘက်ကိုအမြန်ပွဲဖြတ်ဖို့အပြင်းထန်လိုက်ထိုးပေမဲ့ပွဲချိန်စီသွားလို့အလဲထိုးနိုင်မဲ့အခွင့်အရေးပုတ်ကတီကလက်လွတ်လိုက်ရတာပါပွဲပြေးမှာအမှတ်ပေးတိုင်တွေသုံးစလုံးကဗန်ကိုအနိုင်ပေးလိုက်တာကြောင့် Vanha UFC flyweight တန်ကဘာအဆင့်1ကိုအနိုင်ယူပြီးအမြင့်ကိုခုန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ UFC ရဲ့အမှုဆောင်အရာရှိချုပ်ဒါနာဝိုက်ကအခုပွဲနိုင်သူဟာချန်ပီယံကပတ်ပိုင်ရှင်ကိုစိန်ခေါ်ခွင့်ရှိမယ်လို့ပွဲကျူသတင်းစာရှင်းလင်းပွဲမှာပြောထားတာမို့အသက်24နှစ်အရွယ်ဖန်ဟာအခုဆိုရင်ကဘာကျော်တိုင်းပေါင်းစုံပြိုင်ပွဲတွေတင်းမှာနာမည်အကြီးဆုံး UFC ရဲ့ချန်ပီယံကပတ်ပိုင်ရှင်ဖြစ်လာဖို့ကအလွန်နှိစက်လာပြီဖြစ်ပါတယ်။ဖန်ဟာတိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေတင်းမှာနာမည်အကြီးဆုံးဖြစ်တဲ့ UFC ပြိုင်ပွဲမှာပထမဆုံးရှင်ပြိုင်ခွင့်ရခဲ့တဲ့မြန်မာဖိုက်တာတဦးလည်းဖြစ်ပါတယ်။ ပွဲမတိုးခင်က UFC Flyweight တန်းမှာအဆင့်17နေရာကနေအဆင့်1ကိုဖြုတ်လိုက်တာကြောင့်ဖန်ရဲ့ UFC အဆင့်တက်မချက်ခုန်တက်လာတော့မှာဖြစ်ပါတယ်။ဒီပွဲအနိုင်ကြောင့်ဖန်ဟာ UFC ပြိုင်ပွဲနောက်ဆုံး၅ပွဲဆက်အနိုင်ရခဲ့တာပါ။ဒီ၅ပွဲစလုံးကိုတနည်းအတွင်းရှင်းပြိုင်အနိုင်ရခဲ့တာမို့ဖန်ရဲ့အမြင့်ခုန်တက်လာပုံကမြန်ဆန်လွန်းတယ်လို့ UFC ကဘာကျော်ဖိုက်တာတွေကတော့သုံးသပ်ကြပါတယ်။ကျင်းတိုင်ရင်သာဖန်အတွက် UFC မှာ၉ပွဲရှင်းပြိုင်ခဲ့ပြီး၈ပွဲအထိအနိုင်တပွဲပဲရှုံးထားတဲ့မှတ်တမ်းရှိပါတယ်။ ဗန်ဟာမြန်မာပြည်ပေါ်ချင်းတိုင်းရင်းသားဖြစ်ပြီးတော့အမေရိကန်နိုင်ငံကိုငယ်စဉ်ကတည်းကမိသားစုနဲ့အတူပြောင်းရွှေ့အခြေချနေထိုင်သူဖြစ်ပါတယ်။မြန်မာနိုင်ငံကိုချစ်ပြီးဗန်ဟာ UFC ပြိုင်ပွဲတွေမှာအောင်ပွဲခံတိုင်းမြန်မာနိုင်ငံအလံနဲ့အောင်ပွဲခံလေးရှိပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတဲ့တွင်ကတော့စကိုင်းငလင်ကြီး၃လပြည့်ချိန်ယမန်နေညတကောင်ရံအချိန်နဲ့ယနေ့နနက်အစောပိုင်းမှာငလင်၂ချိန်လှုပ်ခတ်ပြန်မန္တလေးကြောက်စဲပြည်ဦးလွင်မြစ်သားနဲ့မြို့ကြီးတချို့မှာနေထိုင်သူပြည်သူများထိတ်လန့်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ပြည်အောင်ခုနှစ်တသမခုနှစ်အဆင့်ရှိစကိုင်းငလင်ကြီး3လပြည့်ချိန်ယမန်နေ့ညတကောင်ရံအချိန်နဲ့ယနေ့နေ့နဲ့အစောပိုင်းမှာအင်အားအတင်းတင်းရှိတဲ့ငလင်၂ချိန်လှုပ်ခတ်ခဲ့ကြောင်းဒေသပြည်သူများရဲ့ပြောဆိုချက်နဲ့တက်ဆိုင်ရာငလင်ဆိုင်ရာသတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။ယမန်နေ့ဇွန်လ28ရက်နေ့ည7:30မိနစ်အချိန်တွင်၎င်းယနေ့29ရက်နေ့မနက်3:39မိနစ်အချိန်တွင်၎င်းငလင်၂ချိန်လှုပ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ မြို့သားညညရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာယနေ့ဇွန်လ29ရက်နေ့မြန်မာစံတော်ချိန်နနက်3:39မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းမြေသားမြို့ရဲ့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြု၍အင်အားရစ်တာစကေလီတသမရှင်းအစစ်ရှိအင်အားအသင့်တင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ကျောက်ဆယ်မြို့မှာပြည်သူတို့ကယနေ့မနက်3:39မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့ ကျောက်ဆင်မြို့မှပြည်သူအများပြားသိရှိလိုက်ကြကြောင်းတိုက်အိမ်နဲ့နေသူအချို့မှာတိုက်ပြင်ပတ်ထွက်ပြီးတမန်နှလုံးမအိတ်တော့ပဲငလင်ကိုစိုးရင်စွာနဲ့မိုးလင်းသည့်အထိဖြတ်တန်းကြရကြောင်းပြောဆိုပြီးပြည်ဦးလွင်မြို့နယ်နဲ့မြစ်သားမြို့နယ်တို့မှာလည်းငလင်ကိုတိတိတတ်တတ်ခံစားရတယ်လို့ဒေသပြည်သူများကပြောဆိုကြပါတယ်ကျောက်ဆင်မှာငလင်လှုပ်တာအတော်ကိုသိတာတယ်တိုက်အိမ်နဲ့လူတွေကတော့အပြစ်မှထွက်ထိုင်နေကြတယ်ပြမအိတ်တော့ပဲမိုးလင်းကုန်တာ ဒီမနက်လောက်တဲ့ငလင်ကအတန်ကြီးပါတယ်လို့ခန်းစားရတယ်လို့ကြောက်စင်မြို့မှပြည်သူတို့ကရှင်းပြပါတယ်။အလားတူယမန်နေ့ည7:32မိနစ်အချိန်မှာမန္တလေးမြို့ပေါ်မှာငလင်လောက်ခတ်မှုကိုတိတိတတ်တာခန်းစားရကြောင်းမန္တလေးမှာပြည်သူအချို့ကရှင်းပြပါတယ်။မန္တလေးမှာမနေ့ည7:32မိနစ်အချိန်စောင့်ဆွဲလိုက်တယ်လို့ပဲရင်းကနေဖြစ်သွားတယ်။အိမ်သားတွေအားလုံးတော့လန့်ကုန်တယ်။လောက်ခတ်တဲ့အချိန်တော့တူပါတယ်။စင်းတော့မပြေးဖြစ်ကြဘူးလို့မန္တလေးမှာပြည်သူတအူးကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ် မတ်လ28ရက်နေ့ပြည်အား9တသမာ9အဆင့်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံတဝန်းမှာနောက်ဆက်တွဲငလင်ငယ်နဲ့ငလင်လှုပ်ခတ်မှုစုစုပေါင်းအကြိမ်ရေ195ကြိမ်ရှိလာပြီးဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဇလပေဒညွန့်ချမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေသိကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ